မင်္ဂလာပါခင်ဗျာ Listeners Heaven Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့စာဖတ်သူသူရတင်ဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်ဖတ်ပြမှာက1956ခုနှစ် August လမှာထွက်ရှိခဲ့တဲ့ရှုမဝမဂဇင်းထဲမှာ မောင်ကြီးဆွေရေးသားခဲ့တဲ့အမှုသမားရွှေရင်စုဖြစ်ပါတယ်အမှုသမားရွှေရင်စုအပိုင်း1ကျွန်တော်ဒီ match လ32ရက်နေ့ညနေ9:00ခန်းကအလုပ်ပြုတ်ခဲ့သူဖြစ်ပြီး ထိုနေ့ကလေးကစတင်ကဖြတ်ထားသောအရက်ကိုတကြိုက်ကြိုက်တောက်သူဖြစ်ရာယနေ့တွင်လည်းတရုတ်ယောက်ျားပါ၍ဗမာအမျိုးသမီးတယောက်ရောင်းသော နေထိုင်ရာ6မိုင်ဒေသရှိအရက်ဆိုင်သို့ရောက်သွားခဲ့လေသည်ကျွန်တော်ရောက်သွားသောအချိန်သည်မနက်9နာရီခွဲမှသာရှိသေး၏ကျွန်တော်တယောက်တည်းတောက်သူရှိသေးရာ ကျွန်တော်သည်ကျွန်တော်နှင့်အကျွမ်းဝင်ရာကြောင်းအားနေသောအရက်ဆိုင်ပိုင်ရှင်ဤသားဗမာကြောင်းသားတရုတ်ကလေးများနှင့် စကားရည်စရာပြောနေမိသည် ို့ကလေးတရုတ်သားသမီးများနှင့်စကားလက်ဆောင်ကြ၍ကောင်းနေသည်နှင့်ဘယ်အချိန်ရောက်သွားမှန်းပင်မသိဆိုင်ရှိသူထိုးရသော စပိန်တစီဤဘဲလ်တန်ကြောင့်ကျွန်တော်သည် ကလေးများနှင့်စကားဖြားလိုက်ကဆိုင်ရှိသူသမင်လေပြန်လှည့်ကြည့်လိုက်မိလေသည် မြင်ရသည်မှာကဂေါရကာဒရာဝန်တယောက်သည်စပိန်ကိုထောက်ထောက်လိုက်ကစပိန်ကယ်ရီယာပေါ်မှအသက်၃နှစ်သားရှိမည်ထင်ရသော သူ့သားငယ်ကို တယုတရခြေပွေကအောက်သို့ချလိုက်၏ထို့နောက်ကျွန်တော်လည်းကလေးတွေဤပေါက်ကရစကားတွေကို အင်းလိုက်ရင်းကြမ်းရှိနေသော ပလင်းတဲမှ အရက်ကိုတမြုံမြုံတောင်းနေမိ၏ကျွန်တော်ဤမျက်နှာမှာအရက်ကိုမျိုးမိသည်နှင့်ရှုံ့မဲ့သွားတတ်လေသည်ဒုံအမှုအရာကိုမြင်သောဘာမစူးစူးစမ်းလေရှိသောဆိုင်ရှင်တရုတ်ဤသားမောင်အောင်မြင့်က ကျွန်တော်အားပေါ့ပေါ့ရှာရှာမေးသည်မှာဦးလီ ဒီလိုကျုံမဲ့နေကြတဲ့ကဘာကြောင့်ဒီအရက်ကိုတောင်းနေရတာလဲ။ထိုအမေစကားကိုကြားရသောအခါကျွန်တော်သည် ရှင်နှင့်သွားမိလေသည်။ရှားရွေတောက်သည်မဟုတ် အရသာရှိပေတောက်သည်မဟုတ်ကျွန်တော်ခံစားနေရသောဝေဒနာကိုတင်းလေးအရှင်းပြပြီလေတင်းလေးခမငယ်သေးသူမှုအတို့နားလေရှာမိနီ။ထို့ကြောင့်မင်းငယ်သေးတယ်မောင်မြင့်။တနေ့ကျရင်မင်းဦးလေးဘာကြောင့်အရက်ကိုစွန့်မိတ်တောက်ရတယ်ဆိုတာမင်းသိမယ်။ ဟူသောအပြေကိုသာပေးလိုက်မိလေသည် ကျွန်တော်ယင်ထဲကတောကမုန်တိုင်းသည်အယက်တီးဟူသော တောင်ကိုမဖြိုနိုင်တော့ချေအယက်သည် ကျွန်တော်၏တောကများကိုဖြိုဖျက်ခဲ့ချေပြီးအလုတ်ပြုတ်သည်ကို၎င်းဆဆရာအကျွေးကိစ္စများကို၎င်း ကျွန်တော်မေ့သွားလိမ့်ပြီဖြစ်၏အမတပလင်းပေးပါစောစောကဂေါ်ရကားတရဝန်သည်နောက်ပါကလာအဖို့၃ရောက်နေအတူဆိုင်ထဲသို့ဝင်လာရင်းအယက်ပလင်းပေးပါဟု ဗမာအမျိုးသမီးအရေးဆိုင်ပိုင်ရှင်တရုတ်ဤဇနီးကိုမှားနေ၏ဂေါ်ရကနောက်မှသုံးနှစ်သားသောအရွယ်ကလေးငယ်ကခွေးကြီးတစ်လုံးကို သူ့အဖေအရသမားနှင့်ကလားများထိုင်နေရာသို့မနိုင်မနှင်းဆွဲယူနေလေသည်ပဇာမှလည်းအင်းအင်းဟူသောအတန်ထွက်ပေါ်လာလေ၏ခွေးကြီးကသူ့အားနှင့်မမျှသူ့မာသာမောနေလေသည်တို့ကြောင့်ကျွန်တော်သည်အမြင့်မတော်သည်မို့ သူအားထိုခွေးခြေကိုအလွဲတကူသည်ပေးလိုက်ကာသူအဖေဤရသမားတို့ဤစပွဲနာတို့ရွှေ့ပေးလိုက်၏။ကောရကားကကျွန်တော်အားပြုံးပြလေသည်။ဂျေဇုတင်ပါတဲ့အကိုကျွန်တော်သားကဒီလိုပဲတိတ်ဆိုးတဲ့အကောင်ဂျေဇုတင်စကားပြောကြလိုက်လေ၏။ကျွန်တော်ကလည်းကောရကားအားပြုံးချုံမြတာပြုံးပြကာကျွန်တော်စပွဲစီတို့ကျွန်တော်ပြန်လာခဲ့၏။တရုတ်သားသမီးများကကျွန်တော်စပွဲတွင်ကျွန်တော်ယူဆောင်လာသော ရှုမဝသွေးတော့မြဝတီမဂဇင်းများကို စိတ်ဝင်စားစွာဖတ်ရှုနေကြပေသည် သူတို့တွေမှာကျွန်တော်နှင့်တွေ့လျင်ဒီလိုပဲနေကြကြ၏ကျွန်တော်ကလည်းသူတို့တွေအားဒီလိုပဲဆက်ဆံကြ၏ပါသမျှဆောင်အုပ်တွေတို့ကသူတို့တွေကြားနှစ်သက်မြီစာများကိုဖတ်ပြရ၏တခါဒီယံသူတို့တွေကိုဖာခိုင်းကမှ မှနေသည်ကို တွေ့ကထောက်ပြရ၏သင်ပြရ၏ အရက်တော်ရင်ဇာအုံးနှင့်မျက်ခွက်အမြဲတလျက်ရှိသောကျွန်တော်အားသူတို့အဖေအရက်ဆိုင်ပိုင်ရှင်တယုတ်ကယုံကြည်လေးစားအထင်ကြီးတစ်ခွဲသားနှင့်ဆက်ဆံတယ်လို့သူမယားပမာအမျိုးသမီးကလည်းကျွန်တော်အားခင်မင်စွာဆက်ဆံလေသည်ထို့ကြောင့်ကျွန်တော်သည် သူတို့တွေနှင့်အကျွမ်းဝင်သည်တောကရှိပေသာအရက်ကိုမကြိုက်မနစ်သက်ပဲမျိုးနေရသူ ကျွန်တော်သည် သူတို့ဤချစ်ခင်လေးစားခြင်းကို ခံစားရသည်မှ မဆန်းပါဘဲကျွန်တော်သည် ဂေါရခါတို့တောက်စားရဇပွဲစီတို့အမှတ်မထင်ကြည်လိုက်မိလေသည်ဂေါရခါနှင့်ကလားတအုပ်မှာစကားချင်းရှုပ်ထွေးနေအောင်ငင်းခုံစုညံလျက်ရှိလေ၏စောစောကသူတို့မှားထားသောအရတပလင်းမှာတက်တက်ဆင်ပြောင်းလေပြီဂေါရခါဤသားလူမမယ်ကလေးငယ်မှာထိုးစုနေသောအရဝိုင်းအနီး၌ထား၍ပဲလော်များကိုတဆုပ်ပြီးတဆုပ်ကောက်ယူကစား၍ကစားနေသည်ကို တွေ့မြင်ရလေသည် သူအနေနဲ့ အယေသမားအဖေဤခေါ်ဆောင်ရာလိုက်ပါခဲ့ရပေါင်းများပြီထင်ဤဤကလေးဤအဖေသည်အယက်ပင်လေကြောတွင်မိမိသားမက ကလေးငယ်ကိုပါနှစ်နေသည်ကို မတွေးမိလေသလောကျွန်တော်မပြောတတ်အမနောက်တပလင်းပေးပါဦးဂေါ်ရကကအယက်ထမှနေဤကျွန်တော်သည်သူဤအတန်မူမမှန်သည်ကိုကြားသည်နှင့်ကလေးအတွက်တနာမိလေသည်ခမရတော်ဘူးကောင်းပြီစပိန်နေရအောင်မယ်မဟုတ်လားဘယ်မှနေသလဲ ကျွန်တော်ကကော်ရကားကိုလှမ်းမိမိဤအိဇာမရှိပါဘူးအကိုနင်းနိုင်ပါလေကျွန်တော်တော့နေကြပါဘယ်လောက်မူးမူးအေးမကြည့်ပါဘူးနေတာကခုနှစ်မိုင်မှာအကိုတော်သေးသည်ခုနှစ်မိုင်ကားချောင်းမိုင်နဲ့မဝေးလှဤမှာဘက်တွင်မောင်းသောကားများသည်ရန်ကုန်မှမောင်းသောကားများထက်အမောင်းကျန်သည်ဒီဘက်ကားလမ်းမှာကြွေကောက်သလောက်လမ်းသွားလမ်းလာရှင်းဤကားသွားကားလာကျဲဤ ဆိုင်ကားလည်းမရှိချေဒီတော့ကားတွေက မိုင်40ကျော်50နီးပါးမောင်းတတ်၏တစ်ချက်ကလေးမှားသွားသည်နှင့် ကားအောက်မှပြပြဝတ်သွားမိမဟုတ်ချထိုးကြောင်လဲတိုက်သည်နှင့်သေးသည်မှာဤလန်းပေါ်၌ရိုးနေသောမဆန်းသော ကားတိုက်မှုမျိုးတည်ထိုမှနောက်တနာရီအကြာတွင်ဂေါ်ရကားတို့ဝိုင်းမှပီစီသွားလေသည် သူတို့သည် သူတို့ဘာသာစကားနှင့်နှုတ်ဆက်စကားပြောကြပြီးနောက်ဂေါ်ရကားသည်ရိုင်းတီးရိုင်းတိုင်းဖြင့် ဆိုင်ပြင်သို့ထွက်လေ၏သူသားငယ်ကို စပိန်နောက်ဂယ်ရီယာဘော်သို့တင်ရာစပိန်ကိုငြိမ်းအောင်မထိန်နိုင်သည်ကိုမြင်နေကြလေသည်ထို့ကြောင့်ကျွန်တော်ကစပိန်စီရန်မတင်ကြောင်းပြော၍တား၏မရပေသူသည်သူကိုမူးနေသည်ဟုပြောသည်ကိုကြိုက်ဟန်မတူချေအမှုသမားသည်မူးနေပြီဟုမိသည့်အခါမြအပြောမခံလို့ထို့ကြောင့်ကျွန်တော်လဲပါမျှမပြောဘဲသူထိုင်နေသူကန်ဟုသဘောထားကလွတ်လိုက်သည် ဂေါ်ရဂါရန်တီရိုင်နိုင်ဖြင့်စပိန်ကိုနင်းကထွက်ခွာသွားလေတော့ဤမကြပါ။နာယီဝက်ပင်မကြလူတွေခုနှစ်မိုင်ဘက်သို့အပြေးလွှာသွားကြသည်ကို မြင်ရ၍ကျွန်တော်လဲဆိုင်ပြင်သို့ထွက်ခဲ့သည်။ဟိုးမှာကားနဲ့စပိန်နဲ့တိုက်မိလို့ဟုပြေးကြသောလူအုပ်ထဲမှလူတချို့ကဘာမှမမေးဘဲပြောသွားကြလေ၏။ကျွန်တော်လဲသူတို့နောက်လိုက်ရန်ဟန်ပြင်မိလေသည်။သို့တော့မလိုက်ဖြစ်ပေ။ သွေးကိုကြည်ရဲသောတတိကျွန်တော်မှမရှိဝမ်းထဲကမူကောရကသာအဖမဖြစ်ပါစေနဲ့ဖြစ်တော်မသေးကြပါစေနဲ့ဟူ၍သာဆုတောင်းမိပေသည်သို့သော ကျွန်တော်ဆုတောင်းမပြေခဲ့ချေတကားဒေတာဘောအသေးတော်နေသေးတယ်ဒီလောက်အရက်မှုပြီးစပိန်ကိုစီးတာအံ့ပါရဲ့ကြားထဲကကလေးလေးသာတနာပါတယ်ခမရအတော်နာတယ်ပြနေတာပဲဟူ၍စပိန်နဲ့ကားတိုက်ရာသို့သွားကြည့်ပြီးပြန်လာသူ လူအုပ်ထဲမှတချို့လူများဤရေရွတ်တံကိုကျွန်တော်ကြားလိုက်ရသောခဏ၌ကျွန်တော်ရင်ခုံသွားပုံမှာတသက်မှတခါခုံသောရင်ခုံနည်းမျိုးပင် ထို့ကျွန်တော်ဤရင်ခုံသွားသောအခါ၌စောစောကတော်တော်လေးတောက်ထား၍မူးနေသော ကျွန်တော်မှာချက်ချင်းအမူးပြေသွား၏စောစောကဟိုဘက်စပွဲတွင် ထိုင်စကားများနေသောကောရကားအယတမားနှင့်အပြစ်မဲ့စွာဆော်ကစားနေသောအယတမားဤသားငယ်လူမမယ်တို့၏တဒံသည် ကျွန်တော်မျက်စီတဲကမထွက်တော့ပြီ။ဘယ်နှစ်နှစ်ဘယ်နှစ်လဘယ်နှစ်ရက်ကြာကမှထွက်မည်ဟုလဲမခံမှန်းနိုင်ချေ။ထွက်လဲထွက်နိုင်မည်မဟုတ်ချေ။အရက်ကိုမြင်တိုင်းဒင်းတို့သားအဖကိုမြင်ရောင်ကကျွန်တော်ရွှေရင်စုံနေမည်မှာမဟုတ်ချသည်။မောင်ကြီးဆွေနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။